ရုရှားနဲ့တရုတ်တို့ဟာအများပြည်သူမသိရတဲ့မြေအောက်နျူကလ িয়ার ဆက်သက်မှုများကိုလုံဆောင်ခဲ့တာကြောင့်အမေရိကန်ပြည်ထောင်စုကအလားတူလုံဆောင်မယ်လို့သမ္မတဒေါ်နယ်ထရန့်ကနိုဝင်ဘာလ2ရက်နေ့မှာပြောကြားခဲ့ပါတယ်။ရုရှားကဆန့်တက်နေတယ်၊တရုတ်ကဆန့်တက်နေတယ်ဒါပေမဲ့သူတို့ကအဲ့ဒါကိုမပြောပါဘူးလို့နိုဝင်ဘာလ2ရက်နေ့မှာထုတ်လင့်ပေးတဲ့ CBS ဌာနရဲ့60 minutes အစီအစဉ်နဲ့အင်တာဗျူးမှာထရန့်ကပြောကြားခဲ့ပါတယ်။ ကျွန်တော်ကတော့ကျွန်တော်နိုင်ငံကိုမဆန်းသက်တဲ့တခုတည်းသောနိုင်ငံမဖြစ်စီချင်ဘူးလို့ထရန့်ကပြောကြခဲ့ပါတယ်။နျူကလ িয়ার နဲ့များကိုဆန်းသက်နေတဲ့နိုင်ငံများတဲ့တွေမြောက်ကိုရီးယားနဲ့ပါကစ္စတန်တို့လည်းပါဝင်နေရလို့အမေရိကန်သမ္မတကဖြည့်ဆွက်ပြောကြားခဲ့ပါတယ်။အမေရိကန်သမ္မတနဲ့ထရန့်ကတရုတ်ရုရှားနဲ့တပြေးတည်းဖြစ်စီရန်နျူကလ িয়ার နဲ့များဆန်းသက်ရေးအတွက်အော်တိုဘားလ30ရက်ကလေးကအမေရိကန်ကော်ရီးယားဝန်ကြီးဌာနပင်ဒဂွန်ကိုညွှန်ကြားခဲ့ပါတယ်။1992ခုနှစ်နောက်ပိုင်းအမေရိကန်ကပထမဆုံးနျူကလ িয়ার ဖောက်ခွဲဆန်းသက်မှုပြုလုပ်မယ်လို့သမ္မတထရန့်ရဲ့ညွှန်ကြားမှုက ရှုပ်ထွေးမှုများကိုဖြစ်ပေါ်စေခဲ့ပါသည်။တရုတ်သမ္မတရှီဂျင်ပင်နဲ့မတွေ့ဆုံပြီးမင်းတပိုင်လိုမှာထရန့်ကနျူကလ িয়ার လက်နက်များဆက်သက်ရန်ပင်တကုံကိုညွှန်ကြားခဲ့ခြင်းဖြစ်ပါသည်။နျူကလ িয়ার လက်နက်တွေကိုစမ်းသပ်နေတဲ့ခြားနိုင်ငံတွေကြောင့်ပဲအဲဒီနိုင်ငံတွေလိုပဲကျွန်တော်တို့ရဲ့နျူကလ িয়ার လက်နက်တွေကိုစတင်စမ်းသပ်ဖို့စစ်မှတ်ရေးရာဌာနကိုကျွန်တော်ညွှန်ကြားခဲ့ပါတယ်လို့အထူးသဖြင့်ရုရှားနဲ့တရုတ်ကိုညွှန်ကြားခဲ့တဲ့ဆိုတဲ့ဆိုရှယ်မီဒီယာ post မှာ Trump ကဖော်ပြခဲ့ပါတယ်။